ဖိုးသူတော်ကြီးပတိစိတ်တလုံးပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ဒီနေ့မှာရတနာဘုံမြို့တည်ငင်းတည်ရင်းနှီးရှင်မင်းတုံးမင်းတရားကြီးကနေပြည်တော်အတွင်းမှာရှိရဲဘွဲတစိတ်တော်ရဆရာတော်ကြီးတွေကိုနန်းတော်တွင်ကိုပင်ဖိတ်ပြီးဆွမ်းလုပ်ကြည့်ရဲအဲ့လိုပင်ဖိတ်တဲ့ဆရာတော်ရဲမှာဗမော်ဆရာတော်လည်းပါတာပေါ့ဆွမ်းစားပြီးတော့ဆရာတော်ကြီးကလည်းတပားနဲ့တပား အလာပါတလာပါစကားတွေကိုပြောဆိုနေကြတယ်။အဲ့ဒီမှာဗမော်ဆရာတော်ကတကားတော်မင်းတို့မိကြီးကို စစ်စစ်ကြည့်ပြီးစကားဆိုလိုက်တယ်။တကားတော်ကြီးမင်းကြီးတကားတော်ဟာငါးပါးဒီလာကိုခါဝတ်တစိုးလိုမြဲပါရဲ့လား။တိုင်းသူပြည်သားတွေရဲ့အပေါ်မှာရောမင်းကြီးတရား၁၀ပါးနဲ့အညီအုပ်ချုပ်ပါရဲ့လား။ကျင်မဖေဟာတပည့်တော်ဟာငါးပါးဒီလာကိုခါဝတ်ပစိုးနဲ့မြဲပါရဲ့ဖေဟာ။ လာပြီးလာခွဲရှစ်ရက်တည်းဥပုံကြီးတွေမှာဆိုရင်ရှစ်ပါးဒီလာကိုခံယူဆောင်တည်ပါရဲ့ခင်ဗျာ။တိုင်းသူပြည်သားတွေအပေါ်မှာလည်းကြောသားရင်သားမခွဲကြပဲမုန်းကျင်ကြရဆယ်ပါးနဲ့အညီအုပ်ချုပ်ပါရဲ့ခင်ဗျာ။တာတို့ဗျာတာတို့တာတို့အင်းတခုတော့ရှိလေရဲ့တကားတော့ဖုန်ကြီးကြားမှုတဲ့ဖိုးသူတော်ပတိစိတ်တလို့မျိုးတော့ဥပုံမဆောင်နေနော်။ဘလို့ဖိုးသူတော်ပတိစိတ်လဲခင်ဗျာ။ တပည့်တော်အနေတကွာတရားနာပရိသတ်တွေရှင်းသွားလင်းသွားရအောင်ဟောကြားပြတော်မူပါဖုရား။ဗမောဆရာတော်စီကပုံတို့ပတ်စာကြီးကြားရနာတော်မှာဖြစ်တဲ့အတွက်မိတော်မူခြင်းရဲ့တကွာတရားနာမူမှတ်ပရိသတ်တို့ကလည်းလှုပ်လှုပ်ရွရွဖြစ်သွားတယ်။သူတို့အနေနဲ့ကြားလို့နားလို့လာတဲ့မှတ်သားပဲပြုံးရှင်ကြည်နူးပဲတွေကိုကြားနာရတော်မယ်မဟုတ်လား။ ဒီလိုပါတကားတော့ဟိုးတခါတုန်းကရွာတရွာရဲ့ရွာဦးကြောင်းမှာဖိုးသူတော်တပါးရှိတယ်။ဗမော်စရာတော်ကထိုးသူစကားချီလိုက်တယ်။အဆိုပါဖိုးသူတော်သည်ဗတိအလွန်စိတ်သောပုဂ္ဂိုလ်ဖြစ်တယ်။ရွာရွာတလေးအရာ လာပြီလာကွယ်ရှိရဥပုပ်တည်င်းကြပါကရွာသူရွာသားအပေါင်းတို့ဟာ ရွာဦးကြောင်းသို့သွားကြပြီးရွာဤကျောင်းစီရာတော်ထံ၌တီလာယူကြတယ်။တီလာယူပြီးရင်ကျောင်းပရဝုံအတွင်တရားထိုင်သူထိုင်ကြတယ်။ ပတိစိတ်သူစိတ်ကြရင်ဘို့သူရောကတော့ညောင်ပင်ရဲ့ကောင်းကောင်းအောက်ကိုသွားပြီးခုန်ခင်း၍ထိုင်ကမျက်လွာကိုချပြီးပတိစိတ်နေတယ်။ဘို့သူရောရဲ့ပတိကတခြားသူတွေရဲ့ပတိနဲ့မတူ။တရားရှစ်လုံးပတိလည်းမဟုတ်45လုံး28လုံးရုပ်စွာအစုံ6လုံးပတိလည်းမဟုတ်ပါဘူး။သူ့ရဲ့ပတိက3လုံးနဲ့သာရှိတဲ့ပတိပါ။ ပတိလုံးရဲ့အရေးအတော့ကလည်းနေပါသလိုစိတ်ပုံစိတ်မိကလည်းမျက်စံလွန်းလာတယ်။ဒါကြောင့်ကိုသူတော်ပတိစိတ်နေပြီဆိုရင်အမြင်ဆန်းတာမှုအားလုံးကတအံ့တော်ကြည့်ရှုကြကုန်တယ်။ထိုပရိသတ်တို့ထဲမှာရွာဦးကျောင်းတကာကကိုသူတော်ကြီးရဲ့ပတိစိတ်နေကိုလွန်စွာမှစိတ်ဝင်စားသူဖြစ်တယ်။ဒါကြောင့်လည်းတရားနာဘဥပဒကတူအားခွင့်ဟတိုင်မင်းရဲ့ကျုပ်တို့ရဲ့ဖိုးသူတော်ကြီးကတိတ်အောင်ဖို့ကောင်းနေပုဂ္ဂိုလ်ဗျာ။ သူကဆရာတော်ကြီးအနီးမှာထိုင်ပြီးဝတ်ကြီးဝတ်ငယ်ပြုစုနေတဲ့ပုံကိုဖြစ်တဲ့အပြင်စာကလည်းဘာတက်တယ်လဲမမင်းနဲ့သူပဒီစီအလုံးကြီးလှုပ်ချတာဘလက်ဆန်ကလေးဘဒုပဒီတွေနဲမှာကိုမတူဘူးပဒီစိတ်ပုံကိုလည်းကြည့်ပါဦးလားဘလောက်ထူချလဲဧကနာမဟုတ်မှလွဲ့ရတရားထူရထားပုံရတယ်ဒီတော့ဖိုးသူတော်ကြီးရဲ့ပဒီစိတ်ကိုရအောင်တောင်းရင်ကောင်းမလားလို့ဗျာဟာကောင်းတာပေါ့ចောင်းတကာရဲ့ ကျုပ်လည်းဖိုးတူရောကြီးရဲ့ဗတိစိတ်ပုံကိုသတိပြုမိနေတာကြာပြီတော်တော်လေးကိုထူးတယ်အဲ့ဒီဗတိစိတ်ကြီးသာရရင်ကျုပ်တို့လည်းထူးခြားမှုရှိလာမှာသိကြတယ်ဟုတ်ပြီတိုင်းလာဗျာခမရနဲ့ကျုပ်ခုပဲဖိုးတူရောကြီးစီသွားပြီးဗတိစိတ်ကြီးကိုတောင်းကြမယ်မိအောင်ကြောင့်တကားသိအလင်းမလို့နဲ့ဦးဖိုးတူရောကြီးကဗတိစိတ်ကြီးလုံးဗျအနောက်ရှက်ပေးတယ်လို့ဖြစ်ရင်ကျုပ်တို့ငရေကြီးလိမ့်မယ်သူဗတိစိတ်ဖြုတ်တော့မှစိတ်ကြီးကိုတောင်းကြတာပေါ့ ဟုတ်ပလားချိုးတို့ပြောဆိုကြပြီးနောက်စိတ်ရှိလက်ရှိနဲ့ဖိုးသူရောကြီးပရိစိတ်အပြီးကိုစောင့်ဆိုင်နေကြတော့တယ်အတန်ကြာတော့ဖိုးသူရောကြီးလည်းပရိစိတ်ပြီးပြီးသွားလေတယ်ဤရင်ចောင်းတကာကြီးနဲ့တကွာပရိသတ်အချို့လည်းဖိုးသူရောကြီးချန်ကိုစုဝေးရောက်ရှိသွားတော့တယ်အဲ့ဒီနောက်ဖိုးသူရောကြီးချန်ကနေပရိစိတ်ကြီးကိုတောင်းခံတော့တာပေါ့အဲ့ဒီအခါဖိုးသူရောကြီးက ခမရတို့ဟာကြောက်စရာပရိစိတ်မျိုးဘာကြောင့်လိုချင်ရတာလဲဘာကြောင့်လိုချင်ရတာလဲဆိုတော့ဦးတူတော်ရဲ့ပရိယာသုံးလုံးနဲ့ဆိုတော့အင်မတန်ထူးခြားတယ်စိတ်တော်လည်းဘာမြင်တယ်လဲမမင်းနဲ့ဒါကြောင့်တပည့်တော်တို့ကိုဦးတူတော်ကြီးရဲ့ပရိစိတ်ကြီးလေးပေးဖို့တောင်းခံနေကြရတာပေါ့ကျုပ်ရဲ့ပရိစိတ်ကြီးဟုတ်လားဟုတ်ပါရဲ့ဦးတူတော်ဩခမရတို့တော်တော်ခက်တဲ့လူတွေပါပဲလား ဆရာတော်ပြတော့ကတော့တိတိချာချာမှတ်မထားခဲ့ကြပဲကိုဟုတ်ပါရဲ့ဦးသူတော်ရဲ့တပည့်တော်တို့လူသွားကြတာပါအပြစ်တင်ရင်လည်းခံမှုအစ်စ်မှာပဲဘာပဲဖြစ်ဖြစ်ပါဦးသူတော်ရဲ့ဦးသူတော်နဲ့တပည့်တော်တို့ဆိုတာသစိမ့်တင်ရင်ကြီးမှမဟုတ်ကြတာပဲဆရာရင်တခါရင်းနေပဲမဟုတ်လားဒီအချက်ကိုစာနာထောက်ထားပြီးဦးသူတော်ရဲ့ဗတိစိတ်ကြီးလေးကိုချီးမြှင့်ပေးပါဦးသူတော်ရဲ့အလုံးကဝိုင်းဝန်းတောင်းပန်ကြတော့ဦးသူတော်ကြီးလည်းဘာမှမပြောတော့ပဲ သူ့ရဲ့ပတိစိတ်ကြီးကိုပြောပြရတော့တာပေါ့။음လေခမရတို့အားလုံးဒီလောက်တောင်လူချင်းနေကြတယ်ဆိုတော့လေတနာငိတ်ညာပြီးပေးရတော့မှာပေါ့လေ။ဝမ်းတာလိုက်တာဥတုတော်ရဲ့ဝမ်းတာလိုက်တာ။음ကျုပ်ရဲ့ပတိစိတ်ကြီးကတော့၎င်းနီး၎င်းနီး၎င်းနီးပဲဗျ။ဟာပရိတ်တအားလုံးအံ့ဩသွားတယ်။မအံ့ဩဘဲနေပါမလား။ဒီလိုပတိစိတ်ကြီးမျိုးကိုတခါမှကြားဘူးကြမှာလည်းမဟုတ်ဘူးလေ။ ။ဦးသူရောပြောတဲ့ပရိစိတ်၎င်းနီးဆိုတာကိုသဘောမပေါက်ဘူးဖြစ်နေတယ်။တိတိကျကျရှင်းပြပါအောင်။อืมတေချာမှတ်ထားကြ။နောက်တစ်ခါဆိုမရှင်းပြတော့ဘူး။ကျုပ်တိတိကျကျပြောပြမယ်။ပရိကိုစဆိုင်ရင်ပထမတလုံးကိုအနေစာလို့ရွတ်ပြီးချက်။ဒုတိယအလုံးကိုဒုက္ခလို့ရွတ်ပြီးချက်။နောက်ဆုံးတတိယအလုံးကိုအနတ္တလို့ရွတ်ပြီးချက်။အဲ့ဒါလက္ခဏာကြီး၃ပါးပဲ။ဟုတ်ပြီဟုတ်ပြီ။အေးအဲ့ဒီ၃လုံးဆိုတော့ပြန်ဆိုင်ရပြီ ပြန်စားတဲ့အခါအနေဆာဒုက္ခအနတ္တရဲ့လို့သုံးလုံးအရှိကိုစုံမနေတော့ဘူးညံအောင်၎င်းနီး၎င်းနီး၎င်းနီးလို့ပဲကျွတ်ပြီးဆိုတော့ဗျာကဲနှက်လားဘုသူတော်ကြီးရဲ့ပတိစိတ်ညံပုံကိုထို့အခါကြားမှာပဲကျောင်းတကာကြီးနဲ့တကွပရိသတ်အပေါင်းတို့တိကျလီတော့တယ်ပုံမြင်လေးရတော့ဒါပါပဲတကားတော့တကားတော့လေ၅ပါးတီလား၈ပါးတီလားမြဲတယ်ပြောပြီးဘိုးသူတော်ကြီးပရိစိတ်ကလို့၎င်းနီး၎င်းနီး၎င်းနီးဖြစ်နေမှာဆိုလို့တတိပေးတာပါ စိတ်ချမဖြစ်စေရပါဘူးခင်ဗျာဗမော်ဆရာတော်ကြီးလည်းမိကြီးကိုဂတိပေးထားတဲ့အတိုင်းမိကြီးနဲ့တကွာပရိသတ်အပေါင်းမှာတအုံးအုံးရင်မောကြလေတော့တယ်